မန္တလေးလမ်းမကြီးကိုထဲပေါက်တယ်မြောက်တကုံ39ရက်ွက်ထဲကဒီလိုလမ်းကျယ်ပေါ်မှာဆောက်ထားရဲ Modern Mini Meadows House တလုံးကိုဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ရှိမှာဆိုရင်တော့ Garden Area လေးဖက်ပက်လက်ထားထားပြီးပြီးတော့သူတို့ဒီမှာဆိုရင်လည်းကပ်ပါကင်ထိုးလို့ရအောင်လို့နေရာလေးကိုတည်ချလုပ်ပေးထားတယ်နေရာလေးဆိုလေတစ်စက်လင်းထပ်မြင်ပေးတာကိုတွေ့ရမယ် channel ကိုရော select တစ်ခါသုံးမိထားတယ်။ဆို channel ဝင်ခြင်းမှာဆိုရင်တော့ကြွေပြားရဲ့အဖြစ်ခင်းမိထားတဲ့ကပကင်၂စီး၃စီးလောက် AC ကိုဆန်တယ်။ ground down ပါပြီးရောပပက်လက်ချန်စီကိုဆိုတော့ brake sucho နှစ်ဆင့်တော့ကပထားတဲ့အတွက်အရန်ကိုမှစိတ်ဖြစ်တယ်။ပေးရှောင်းလန်းလို့ဆိုရင်လည်းအကျယ်ကြီးကိုသုံးမိထားတာကိုတွေ့ရမယ်။တော်တော်လေးကိုမှအဆင်ပြေတယ်။ရေးစီးမြောင်းလည်းလုပ်ပေးထားတယ်။ကဲဒီမှာဆိုရင်တော့အမိုးလေးလုပ်ပေးထားတယ်။ပုံမှန်ဆိုလည်းစင်းလင်းလင်းနဲ့ high အမြင့်သုံးမိထားတဲ့အတွက်အရန်ကိုမှအဆင်ပြေရဲ့။တကားကိုတော့ကျွန်းကျင်ခွဲတစ်ခါသုံးမိထားတယ်။ ်ဆိုတော့ smart key smart lock တွေပဲတခြားသုံးမိထားအောင်တွေ့ရတယ်။ကဲဒါလေးကတော့ဝင်ချင်းတွေ့ရမယ့်နေရာလေးပေါ့နော်။သူတို့ဒီမှာဆိုရင် TV ထားလို့ရမယ် living room area လေးလုပ်လို့ရမယ်။တခြားကိုသုံးမိထားတာကိုတွေ့ရတဲ့ရက်ပဲ။ ကဲဒီမှာဆိုတော့သုံးမိထားတဲ့ပုံစံလေးရအရန်ကိုမှလှရဲဟာအမြင့်နဲ့သူတို့ lighting လေးရကကောင်းလုံးဝင်နေ light ကဆိုလဲအထူးကြီးနဲ့ဒီမှာဒီမှာဆိုရလဲသူတို့တိုင်လုံးတွေကိုတေချာသုံးမိထားတာတွေ့ရတယ်ကဲဒါလေးရတော့နောက်ထပ် living room area space လေးပေါ့နော်တော်တော်လေးကိုမှကျဲတယ်သူတို့ဒီမှာဆိုရလဲသုံးမိထားတဲ့ကျွန်းပါကီးတွေကတပေအထူးရှိရဲ့ကျွန်းပါကီးတွေပဲကျွန်းချောင်းတွေကိုပဲသုံးမိထားတာကိုတွေ့ရတယ်ဒီမှာဆိုရင်လည်းတေချာကိုသုံးမိထားတဲ့ မှန်တကားရေဆိုရင်လည်းတမ်ပါတဲ့ glass အမျိုးအစားသုံးပေးထားတဲ့အတွက်အရင်ကမှမိုက်တယ်ပြီးဟိုက်လည်းမြင်မြင်သုံးပေးထားရဲ့ဒီနေရာလေးကတော့ dining room area လေးပေါ့နော်သေချာကိုသုံးပေးထားတဲ့ high အမြင်စီလေးရဲ့ cabinet နဲ့ basin လေးသုံးပေးထားတယ်ဝါဒီနေရာလေးကတော့လုံးဝ favorite ဖြစ်ဆုံးနေရာလေး kitchen room ကိုသုံးပေးထားတဲ့ color လေးရောပုံစံလေးရောအရင်ကမှမိုက်တယ်ကွာကဲအဲ့ဒါဆိုရင်နောက်ထပ်အခန်းလေးကဒါလေးကတော့ဒီမှာပါတဲ့ရေချိုးကန်ဘူတိုင်း basin တွဲရဲ့အခန်းလေးပေါ့ အောက်ကဘီရောကြွေပြိုင်အပြစ်ခင်းမိထားပြီးရောနေရအကျဲကြီးသုံးမိထားရဲ့ဂတားလေးရတော့မေရွန်ခန့်လေးအလေးရောင်ကောင်းကောင်းရရဲ့အလိုက်ချင်းကကောင်းရင်းဝင်တဲ့ဗီဒီယိုမောက်လေးလည်းပါမယ်ဒါလေးရတော့ wash kitchen ရောနေရလေးပေါ့နော်နေရကိုကြည့်ပါအောင်အကျဲကြီးသုံးမိထားတာတော်တော်လေးဟိုမှာကြိုက်တယ် kitchen room area ကိုတော်တော်ဟိုမှာအရင် favorite ဖြစ်ဆုံးနေရလို့ပြောရမယ်ဂတားလေးရတော့သူနောက်ထပ် master room ခန့်လေးပေါ့နော် essay လိုက်အေးစစ်စစ်နေလို့ရအောင်လို့တေချာသုံးမိလို့ရမယ်နေရလေးပေါ့ဒါမှမဟုတ်လေလူကြီးမိပါတယ်ဆိုရင် အရန်ကုန်မှာအဆင်ပြေတဲ့အခန်းလေးပေါ့ဒီမှာဆိုလဲပေးစင်လို့ပေးထားတာတော်တော်လေးကိုမှမိုက်တယ်ဘိုရာရီချိုးကန်ပေးစင်နေရာကိုအခြေအကြီးသုံးမိထားတာကိုတွေ့ရတယ်။ကေတာလေးကတော့ဒီမှာပါတယ်ဆိုရီချိုးကန်နဲ့ဘိုရန်ပေးစင်သေးတဲ့အခန်းလေးပေါ့နော်အဲ့စဲရီလိုင်းလွယ်လေးတစ်ခုသုံးလို့ရအောင်လို့တေချာကိုသုံးမိထားတာတွေ့ရတယ်။ဒီမှာဆိုလဲဆိုလာစနစ်ကိုတွေ့ထားတာအရန်ကုန်မှာမိုက်တယ်။ကြည့်ရဆိုရင် second floor လေးတစ်ချီရအောင်။ဘေးမှာဆိုလဲလေဒီလိုပန်းအိုးလေးတွေနဲ့လှုပ်ထားတာ တော်တော်လေးကိုမလှရဲရှင်းရှင်းရထားမထားရဲအတွက်သူကျိုးနေဆိုလဲဒူးတဲ့အကြီးကိုမနင်းပြောထောင်ပြောကိုကျိုးနေပြီးသုံးမထားရဲဘေးလက်ကင်ပေါ့ဒီမှာဆိုလဲဟိုင်အမြင့်နဲ့အလင်းရောင်ကောင်းဝင်နဲ့သူပဒင်းပေါက်ကလေးရဲ့ဒါကတော့ second floor မှာရှိရဲ master ရောခန်းလေးပေါ့နော်တော်တော်လေးကိုမကျဲရဲဗီဒီယိုလေးဆိုလဲသုံးမထားတာကအရန်ကိုမမိုက်တယ်သူနေရက်ဗီဒီယိုဆိုလဲအကြီးအခြေအကြီးသုံးမထားတာကိုတွေ့ရမယ်ကဲဒီဘက်ချမ်းမှာဆိုရင်လဲတော်တော်လေးကိုမအခန်း space ကတော်တော်ကျဲတယ် ။ဒါလေးကတော့ဒီအခန်းထဲမှာပါတဲ့ရေချိုးခန်းနဲ့ပိုတာအခန်းလေးပေါ့နော်။အောက်ကောပြီးရောကြွေပြားလေးတွေအဖြစ်ခင်းမိထားရယ်။ကဲဒါလေးကတော့နောက်ထပ် master room အခန်းလေးပေါ့နော်ဒီအခန်းဆိုလည်းတော်တော်လေးကိုမှကျဲတယ်သူတို့အခန်းတိုင်းမှာလည်း aircon တစ်လုံးစီတပ်ပေးထားရယ်ဒီမှာဆိုလည်းညာအိတ်မီလီနဲ့အရန်ကုန်မှလာရယ် light တွေဆိုရင်လည်းအထူးကြီးသုံးမိထားရယ် lighting ကောင်းကောင်းလန်းဝင်နေပြီးတော့ဒီမှာဆိုလည်း wireless space လေးပါသေးရယ် ကဲဒီမှာဆိုရင်အလင်းရောင်ကကောင်းဝင်နေလေဝင်လင်ထွက်ကောင်းနေဝမ်းနာနေရလေသူတို့တေချာအပန်းဖြေလို့ရတာပေါ့ကော်ဖီလေးတောက်ပြီးတော့သူအခန်းထဲမှာပဲအေးဆေးနေလို့ရမယ်ပေါ့နော်ဒီမှာဆိုရင်လေဗီဒီယိုထားမယ်ဂရင်ထားမယ်ဆိုရင်တော့နေရာတော်တော်ကြည်ကြံတွေ့ရမယ်ဒီမှာဆိုတော့သုံးမိထားရဲ့တို့ဗီဒီယိုနေရာလေးကအရန်ကိုမှဆိုမိုက်တယ်ကွာတော်တော်လေးကိုမှမိုက်တဲ့ fight ကလေး ဗီဒီယိုတွေဆိုရင်လည်းတော်တော်ကြီးကြီးသုံးပေးထားရဲဒီဘက်မှာဟိုဘက်မှာရောနှစ်ဖက်လုံးကိုသုံးပေးထားတာတွေ့ရတယ်။ဆိုဒီနေရာလေးမှာဆိုရင်လည်းဆိုနိုင်လေးတို့နှစ်ခံလေးတို့ထားမယ်။သေချာကိုသုံးလို့ရရင်မှန်လေးနဲ့ကိုသုံးပေးရတဲ့အတွက်အရန်ကမှအဆင်ပြေ။ဒါကဆိုရင်နောက်ထပ်နေရာလေးတွေကိုတော်ကြီးကြီးအောင်နော်။ကဲဒါလေးကတော့ဒီခန်းထဲမှာပါရေရှိုးခန်းနဲ့ပူရန်ခန်းလေးဒီမှာဆိုရင်ဘတ်တပ်လည်းပါသေးရယ် ပြီးတော့အောက်ကောဘေးရောမှာတွေ့ပြားလေးအပြည့်ခင်းမိထားတယ်။ဝိုင်ယာနာစပိတ်လေးလည်းပါတယ်။ဘေးနားမှာလည်းဆိုတိုင်အမြင့်ကြီးကက်မနီရဲ့အတွက်ကို view ကပွင့်နေ view လည်းလှတယ်။ကြည့်ရဆိုရင်နောက်ထပ်အခန်းလေးဒီမှာဆိုရင်လေအထက်အထက်တိုင်းမှာ CCTV တပ်ပေးထားရယ်။ CCTV ဆိုရင်အားလုံးလေတအိမ်လုံးမှာဆို10လုံးတော့တပိထားအတွက်အရန်ကိုမကိုအဆင်ပြေရကွာတော်တော်လေးကို safe ဖြစ်တယ်ပြီးတော့ဆိုဒီမှာဆိုရင်လည်းအလေးအောင်တိုင်းရမဝေရှင်ဆိုရင်ဒီလိုပုံစံနဲ့သုံးလို့ရမယ်ပြီးတော့ living room area ကိုလည်းလှမ်းမြင်နေရတယ် ပြီးတော့ဒီမှဆိုရင်လည်း light တကကောင်းဝင်တယ်သူတို့ကလည်း living room area ကိုလှမ်းမြင်တဲ့နေရာမှာဆိုရင်သုံးနာရီစီလီကအရန်ကုန်မှလာရဲဒါလေးကတော့ဒီခန်းထဲမှာပါတဲ့ရေချိုးခန်းနဲ့ပူတိုင်းအခန်းလေးပေါ့နော်ခင်ဗျာဆိုရင်နောက်ထပ်နေရာလေးတွေကိုသွားကြည့်ကြည့်အောင်ခင်ဗျာဒါလေးကတော့သူတို့ third floor တက်တဲ့နေရာလေးပေါ့သုံးမိထားတဲ့စီလင်လေးရောအရန်ကုန်မှလာရဲသူတို့ဒီမှဆိုတဲ့သုံးမိထားတဲ့ light ကလည်းအရှိသုံးမိထားတယ် တက်တက်ချင်းသာတွေ့ရမယ်နောက်ထပ် master rocket လေးပေါ့နော်ဒီမှာ၃နာရီအဲကုန်းနေအားလုံးကလေသူတို့ inverter တိုက်ကြည့်ပဲမဟုတ်လို့တော်တော်လေးကိုမှအဆင်ပြေရယ်အာအဲကုန်းအားလုံးစုစုပေါင်းကတော့၁၀လုံးပါရယ်ပေါ့နော်ဒီမှာဆိုတော့ basing သုံးမိထားတဲ့ design ကလေတော်တော်လေးကိုမှပိုက်တယ်သူတို့တွေ့ဘူးနေကြတာ design မဟုတ်ဘူးကွာအရန်ကုန်မှလှတယ်ဒါလေးကတော့နောက်ထပ် master room အခန်းလေးပေါ့နော်ဒီအခန်းဆိုလဲပေကိုအကျယ်ကြီးသုံးမိထားရဲ့သူတို့တော်တော်လေးကိုမှလည်းကျဲတာကိုတွေ့ရတယ် lighting ကကောင်းဝင်နေဘာလို့လဲဆိုတော့ပြတင်းပေါက်တွေအများကြီးသုံးမိထားရဲ့ဒါလေးကတော့ဒီခန်းထဲမှာပါရရေချိုးခန်းနဲ့ပိုတိုင်ခန်းလေးပေါ့နော်ဆိုတော့ဒီမှာကြရင်တော့သုံးမိထားတာကသူပုံစံလေးကဒီဇိုင်းပုံစံအစမ်းလေးပေါ့နော်အယောင်လေးကလည်းလေးကဒါလေးကတော့ ဒီမှာပါတဲ့ awareness ပေးတွေပေါ့ဆို view တခြားလေးကိုမှမြင်ရတာကိုလည်းတွေ့ရမယ်တော်တော်လေးကိုမှလည်းအဆင်ပြေရဲ့ဆိုတော့ဒီအရာက page နဲ့ဆိုရင်တော့ page 60 60ကျဲပေါ့နော် ဒါပေမဲ့စောက်ထားတဲ့ဒီဇိုင်းကလည်းတော်တော်လေးကိုမှလည်းမှိုက်တယ်။ဓမ္မသာဖះကန်လေးပေါ့နော်ဖះကန်ဝင်တဲ့နေရာလေးဆိုတော့လှုပ်ထားတာကဆိုတော်တော်လေးကိုမှအဆင်ပြေရယ်ဆိုတော့တခါရဲ့အားလုံးကိုလည်းဆိုတော့စမကီကြီးပဲတုံးမိထားရယ်အပေါ်မှာဆိုလက်ဟာအမြင့်နဲ့စီရင်တုံးမိထားရယ်။ကဲဒါလေးကတော့ဒီအထက်မှာပါတဲ့ wireless speed လေးပေါ့နော်တော်တော်လေးကိုကျေတာတော်တော်ကျေရယ်မှန်တုံးမိထားရယ်မှန်ဆိုလက်တူအထီးပဲပြီးတော့ဒီမှာထိုင်ကုန်လေးရည်နဲ့အေးဆေးချဲလို့ရမယ်ပါတီလုပ်တာမွေးနေ့ပါတီရို့ဆိုရင်လည်းအရှမ်းကိုမှအဆင်ပြေရယ် ဆိုဒီနေရာလေးမှာဆိုရင်လည်းဘေးစင်းလေးသုံးမိထားတဲ့တွက်ရန်ကုန်မှာအဆင်ပြေတာကိုတွေ့ရမယ်။ကြည့်ရဆိုရင်ဆိုနောက်ထပ် view ကြီးရဲ့နေရာလေးကိုတော်တိကြည့်ရအောင်เนาะအပေါ်ဆုံးမှာတစ်ထပ်ကျန်သေးတယ်။ကက်သောကြီးကြည့်ရအောင်အဆုံတူတူ။ကဲဒီမှာဆိုရင်တော့ဆိုလာတက်ပြီဟာပေါ့เนาะဆိုလာအလုံးစုစုပေါင်း16ချက်ပါတယ်။ပြီးပြတ်သွားရင်တော့မှာတော်တော်လေးကိုမှာအဆင်ပြေတယ်။မီးတွက်ကိုစိတ်ပူစရာမလိုတော့ဘူးဆိုတော့ရေဆိုလည်းနှမျိုးရရဲ့ဂျိုးပြူနဲ့အဝေးစီးနှမျိုးတော့ရရဲ့ ဒီနေ့စုမိတ်ဆက်ပေးထားတဲ့ဒီအိလေးရဲ့တန်ဖိုးကတော့သိန်း3950ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN Property ဆက်သွယ်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်